န္ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာကပင်လယ်ရောက်ထဲကိုတဖြည်းဖြည်းကျွင်နေခဲ့တာကြောင့်အစိုးရကဒေါ်လာ10.5ဘီလီယံစီမံကိန်းတစ်ခုကိုအခုလိုပဲဆောင်ရွက်နေတယ်။ပြည်သူများလုံးမဲ့မင်္ဂလာပါများဘာမအိတ်သုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီ။အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဂျာကာတာကပင်လယ်ရောက်ထဲကိုတဖြည်းဖြည်းနဲ့နှိမ့်မြုပ်နေပြီဆိုတာသိကြပါသလား။ဒါကရာဇဝင်တစ်ခုလောက်အတွင်းမှာအတော်လေးကိုတည်တည်တသာဖြစ်စေနိုင်ပါလိမ့်မယ်။အဲဒါကြောင့်မေအာနာပိုင်တွေကဂျကာတာကိုကဲတင်ဖို့အတွက်ရူတာပင်လယ်လိုင်းကနိုင်ငံကိုတိစောက်ဖို့အဆုံးဖြတ်ချက်ချခဲ့ကြပါပြီ။ လိုင်းကာနယံကအမြင့်24မီတာထိရှိမှာဖြစ်ပြီးကနအုပ်စီမံကိန်းအနေနဲ့ကီလိုမီတာ40အရှိရှိမှာဖြစ်ပါရီဒီစီမံကိန်းအတွက်ဘတ်ဂျက်ကိုတော့ဒေါ်လာ10.5ဘီလီယံလောက်ထိကုန်ကျနိုင်မယ်လို့ခန့်မှန်းထားကြပါရီလိုင်းကာနယံကြီးကဂျကာတာကိုကာကွယ်ယူနာမကမြို့ရဲ့ရှုကင်းကိုပါပြောင်းလဲသွားစီမှာပါလိုင်းကာနယံထိပ်မှာလူနေရပ်ကွက်တွေစက်မှုဇုံတွေကိုလည်းပြည့်ကျက်နေအောင်ဒီဇိုင်းရေးဆွဲထားပါရီဒါပြင်စိန်လန်းဆိုပြတဲ့အပင်တွေနဲ့လူနေတန်းခန့်နေထိုင်နိုင်မဲ့ကျွန်းတုစက်ကွန်တခုလည်းပါဝင်မှာဖြစ်ပါရီဂျကာတာကနှစ်စဉ်ရေလွှမ်းမှုမှုတန်ကိုစွစွဝဝခန်းစားနေရတာပါ လိုင်းကနိုင်ရန် project ကဒီရေချင်းလေးကိုပြောင်းလဲစီမှာဖြစ်ပြီးတော့မြို့တော်ရဲ့အနာဂတ်ကိုလုံခြုံစေပါလိမ့်မယ်။ဂျာကာတာရဲ့နောက်ဖက်ကမ်းရိုးတန်းနေရာမှာတိဆောက်မှလည်းဖြစ်ပါရီ။ဂျာကာတာမြို့ကတစ်နှစ်ကို၁၂စင်တီမီတာနှုန်းနဲ့ပင်လယ်ထဲကိုနှိမ်ရှင်းနေကြတာပါ။ဒါကအကြောင်းရင်းတွေရှိပါရီ။ဂျာကာတာမှာမုံမြတားကြီးတွေလက်ညှိုးထိုးမလဲဖြစ်ပါရီ။လူရေ၁၀တန်းလောက်ထိနေထိုင်ကြပါရီ။ဒါမဲ့ဂျာကာတာမှာရေရှားပါပါရီ။အဲဒါကြောင့်မြေအောက်ရေကိုသာမိခိုသုံးဆွဲကြရပါရီ။အကျိုးဆက်အနေနဲ့မြေအောက်ရေကိုအလွန်ကျွံထုတ်ယူသုံးဆွဲတာကြောင့် ို့တော်ကတဖြည်းဖြည်းနဲ့ပင်လယ်ရေအောက်ထဲကိုနှိမ့်ဆင်းလာခဲ့ပါသည်။ဒါပြင်ရေခဲမြစ်တဲ့အကြီးပျော်ခြင်းရဲ့အကျိုးဆက်အနေနဲ့ဂျာဝါပင်လယ်ကတစ်နှစ်ကို200စင်တီမီတာလောက်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာနေပါသည်။ဒီလိုနေပဲဂျာကာတာမှာနှစ်စဉ်ရေကြီးမှုကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကဒေါ်လာ133တန်လောက်ထိရှိလာခဲ့ပါသည်။ဒီပုံစံတိုင်းနဲ့ဆက်သွားမယ်ဆိုရင်လာမယ့်2050အရောက်မှာဂျာကာတာရဲ့သုံးပုံတစ်ပုံကပင်လယ်ရေအောက်ထဲကိုအပီးတိုင်ရောက်ရှိသွားတော့မှာပါ။1998ခုနှစ်ကနေ2005ခုနှစ်ကြားမှာ ီလိုပုံစံကြောင့်ဂျကာရာရဲ့ကုန်းပြေစိတ်ပိုင်း၄ခုကပင်လယ်ရေအောက်ကိုနှိမ့်မြုပ်သွားခဲ့ပြီဖြစ်ပါရီအဲဒါကြောင့်မဲအစိုးရကဂါရူဒါပင်လယ်လိုင်းကာနယံကိုတည်ဆောက်ဖို့အတွက်အဆုံးဖြတ်ချက်ချခဲ့ပါရီဒီစီမံကိန်းအတွက်ဘတ်ဂျက်ငွေကိုဒေါ်လာ10.5ဘီလီယံထိရထားပြီးတော့စီမံကိန်းကာလကိုတော့2040သတ်မှတ်ထားပါရီဒီစီမံကိန်းကလည်းအန်ဝါကီယာစနစ်တွေကိုပြသစေနိုင်တယ်ဆိုပြီးတဘောပောင်းဝင်ကျင်ထိန်သိမ်းရေးဖွဲ့နဲ့ဒေသခံနိုင်ငံရေးသမားတွေကအပြင်းထန်ကန့်ကွက်ခဲ့ကြပါသည်။ဒါမှမဟုတ်လည်းဂျာကာတာရဲ့အခြေအနေကတနည်းတစ်နည်းပုံမဆိုးဝါးလာနေပါပြီ။လူသားတွေကိုကယ်တင်နိုင်ဖို့အတွက်ပြည်သားတွေအရာတစ်ခုခုကို လုံမကိုဖြစ်တော်မှာပါအဲဒါကြောင့်မဲဆိုရကစီမံကိန်းကိုဆက်လက်အကောင့်ထည့်ဖို့ဆုံးဖြတ်ခဲ့ပါရီဒီစီမံကိန်းကလူသားရည်ရဲ့ဘဝကိုပိုပြီးတော့တာယာလှပစေနိုင်မှာပါတနည်းပြောရရင်တော့ဒီလိုင်းကနိုင်ရန်ကြီးကဂျာဘာပင်လယ်ကရေနဲ့ဂျာကာတာကိုအတားအဆီးတစ်ခုအတွင်ကာကွယ်ပေးနိုင်မှာဖြစ်ပြီးပြီးတော့ဂျာကာတာရဲ့ပင်လယ်အောက်ထဲကိုတဖြည်းဖြည်းနှိမ့်ညွတ်နေခြင်းအတွက်ခံတက်တစ်ခုပေါ်မှာအကာအကွယ်ရရှိနိုင်မှာဖြစ်ပါရီလိုင်းကနိုင်ရန်ကိုဂျာကာတာရဲ့မြောက်ဖက်ပင်လယ်အော်ထဲမှာဖြူအားကြကြတိဆောက်သွားမှာဖြစ်ပြီးတော့စီမံကိန်းအဆင့်ဆင့်ရထားပါရီ တစ်ချက်ခုနှစ်ချက်ပြက်ဆိုလိုပဲလိုင်းကနေရမှာလူနေရက်ွက်တည်းစက်မှုစုံတွေစိတ်ကန်းနဲ့လေစိတ်တွေကိုပါထည့်သွင်းတိစောက်ထားခြင်းအပြင်ကုန်ကြစည်ကိုလည်းတိုင်းတာတစ်ခုထိကာမိစီနေမှာဖြစ်ပါရည်လက်ရှိမှာတော့စီမံကိန်းကိုစတင်ကောင်းထည့်ဖော်နေပြီဖြစ်ပါရည်ဒါမဲ့မြေအောက်ရေကိုလွန်ကျွန်သုံးဆွဲနေတာမရက်တန်သေးသေးကတော့ဂျကာတာရဲ့နာကက်ကရာနှုန်းပြည့်စိတ်အေးရတဲ့အဆင့်ကိုရောက်ရှိနိုင်ပါမလားဆိုတာကိုတော့မေကွန်ထုတ်เสียဖြစ်နေပါသည်အဆုံးနည်းလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်မြောက်နောက်နေ့ဗီဒီယိုတွေမှာထပ်မံပြီးတော့အဆုံးတိကြရအောင်ပါ